နမောတတဘဂဝတောအရဟတောဓမ္မံတံဗုဒ္ဓတာဒရဏာနှင့်2560ခုနှင့်မြန်မာတက္ကရာ1380ခုနှင့်ကစုံလအတွက်တလတာဟောဇရံခရစ်နှစ်2025ခုနှစ်မေလတလသာဟောဇရံကြီးနှင့်ချောင်ရံဆောင်ရံအတွက်ဟောဇရံဤလအတွင်း7ရက်5လ2025ခုနှစ်တနင်္ဂနွေနေ့ဟာ ကဆုံလပြည်နေဖြစ်ပါတယ်26ရက်9လ2025တနင်္လာနေ့ဟာကဆုံလကွယ်နေ့ဖြစ်ပါတယ်17ရက်9လ2025တနင်္ဂနွေနေ့ဟာကဆုံလပြည်နေ့ဖြစ်ပြီးတော့26ရက်9လ2025တနင်္လာနေ့ဟာကဆုံလကွယ်နေ့ဖြစ်ပါတယ်ဤလအတွင်းငကားကောင်းအနောက်ရက်တို့လှည့်ပါတယ်ထို့တူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမီးကအရှိအရက်တို့အတီးတီးရှိနေကြပါတယ် အထူးသဖြင့်ငကားကောင်းဆိုတော့နက်နက်နက်ကားမလဲစားနေဆိုတဲ့အတိုင်းပဲရှီးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကြောင်းနဲ့အဲနက်နက်နက်ကားမလဲစားနေဆိုတဲ့အတိုင်းငကားကောင်းနဲ့ပတ်သက်ပြီးတော့ခီးသွတ်တာအိမ်ဆောက်တာအဆရှိတဲ့လုပ်ငန်းဆောင်တာအပြောင်းအရွှေ့တွေမှာတော့အဲသတိပြုရန်အတွက်ပြောပြပေးခြင်းဖြစ်ပါတယ်။ဤလအတွင်ငကားကောင်းအနောက်ရက်သူလှဲ့ပါတယ်။ထို့သူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမိကအရှိရက်သူအတီးတီးတရှိနေပါ၏။ ကျမ်းမာရေးနဲ့ပတ်သက်လာရင်ငားလာပိုင်းအတွက်ဟောစရန်ကြီးအနေနဲ့မိတ်ဆွေတို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါယာတီအပူပြောင်းကာလာများကြောင့်အများစုဟာကျမ်းမာရေးနဲ့ပတ်သက်လာရင် အနှဲငယ်ရှူကြာတက်ပြီးတော့ဘယူဆိုင်တင်သော ကာလဖြစ်ပါတယ်အစ်စ်အမြင့်အကျော်အဆရှိသောအရာတွေအဖြစ်များတက်ပါတယ်အထူးသဖြင့်ပထဝီဓာတ်အားမြင့်နေတဲ့အတွက်ကြောင့်မိတ်ဆွေတို့အသက်60နှစ်အထက်ရှိသူတွေဒုက္ခအဆရှိတဲ့အရာတွေနဲ့ပတ်သက်လာလို့ရှိရင်ပုံမူတတိထားတဲ့တော့ လဖြစ်ပါတယ်ခင်ဗျာ။ငါးလပိုင်းအတွင်းမှာအကျိုးပေးသောလုပ်ငန်းများကိုဖော်ပြပေးလိုက်ပါတယ်။အထူးသဖြင့်ဒီငါးလပိုင်းအတွင်းမှာဆိုရင်အလှကုန်လုပ်ငန်းတွေရေထွက်ကုန်လုပ်ငန်းစားတောက်ကုန်လုပ်ငန်းစံစီစီစားစပ်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေဒက်စီဒီဇယ်တွင်းထွက်ပစ္စည်းလုပ်ငန်းတွေကူးတန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေများစွာထွန်းကားတတ်သောတိုးတက်တတ်သောလဖြစ်ပါတယ်။ခြေတူလှုပ်ဆောင်တင်သောလဖြစ်ပါတယ်။ချွေစည်းအနှဲငယ်မငြိမ်မသက်ဖြစ်ပြီးအကြပတ်သူတွားတတ်ပါတယ်။ ဤလအတွင်းမှာလက်မှုလုပ်ငန်းများအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများပညာရေးဆိုင်ရာလုပ်ငန်းများဘာသာစကားသင်တန်းပကြီးပခုဘေးရင်အဆရှိသောလုပ်ငန်းများ အားနည်းနေတတ်ပြီးမိတ်ဆွေဟောင်းလူဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော်ကပေးရတတ်တာမျိုးဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုသတိထားဆင်ခြင်ရန်လိုအပ်သောလဖြစ်ပါတယ်။အိုးအိမ်ရှမ်းမီမြေယာလုပ်ငန်းတိုက်ခန့်ကအဆရှိသောအရာများအယောင်းနေအဝယ်နေဖြစ်တတ်သောလဖြစ်ပါတယ်။ လူငယ်တွေအချင်းကြီးနဲ့ပတ်သက်လာရင်ငားလာပိုင်းအတွင်းမှာစံအားအလွန်ကောင်းနေတဲ့အတွက်မေတ္တာရေးဆိုင်ရာတွေကိုရှေ့တိုးဆောင်ရလှုပ်ဆောင်မရင်မိษွေတို့အနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာတဲ့အခါဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်မှဖူးစာဘတ်ပေါ်ခြင်းအဲမိမိတို့အနေနဲ့ဟိုအနာဂတ်အတွက်ရှစ်သူကြီးစာမိမိတို့နှစ်ရှည်လာများဆိုတာလိုက်နေရတယ်။သမီးကြီးစာရတွေနာကမတင်မှတ်ပဲမမျော်လင့်ထားလောက်အောင် ကိုယ့်ကိုတစ်ဖက်ကနေ response လောက်လာတာမျိုးဒီတုံကတက်တဲ့အတွက်ကြောင့်မလို့ဆရာမိတ်ဆွေတွေအနေနဲ့အဲစံအားတက်သောကြောင့်ပူဇာပတ်ပေါ်နိုင်တော့လာဖြစ်ပါတယ်။အိန်တော်ကြီးမှတော့အိန်တော်ရှင်မရဖို့ဒီလဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတက်ပြီးတော့မိမိရဲ့အိမ်တွင်းရေးမှာမိသားစုရေးမှာအနှဲငယ်နားလည်မှုလွဲတက်သောကြောင့်ဒီငားလာပိုင်းတွင်မှာအိန်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါအရေးကြီးသောဆုံးဖြတ်ချက်တွေကိုအိန်တော်ရှင်မရဖို့ရှာမှတ်ရန်မတင်တော့လာဖြစ်ပါတယ်။ အထူးသတိပြုစင်ကြယ်လိုတာကဒီလအတွင်းမှာလုပ်ငန်းအပြိုင်ဆိုင်နေမိမိရဲ့အလုပ်အပြိုင်ဆိုင်နေပေါ်လာတက်တော်လာဖြစ်ပါတယ်ထို့အတူမိမိအားတဘုတ်လီလွင်ပြောဆိုခြင်းမကောင်းတဲ့ရင်ပြောခံရခြင်းဒီကြုံရတတ်တယ်လို့မိမိရဲ့အတွင်းရေးကိစ္စများကိုဖြစ်နိုင်ရင် ဟိုမိမိတို့မယုံကြည်ရသောပုံကောင်များကိုဖွင့်ဟတိုင်မြင်တာမျိုးပြောပြတာမျိုးတွေဟာမိတ်ဆွေတို့အတွက်အားနည်းချက်ဖြစ်ပြီးတော့မိမိကိုမကောင်းပြောဆိုတာမျိုးတပုတ်လီပင်ပြောဆိုတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဒီလမှာတတိထားစင်ခြင်းပြောဆိုရန်လိုအပ်ပါတယ်ဒီငါးလပိုင်းအတွင်းမှာအကျိုးပေးသောအရာများအနေနဲ့ကြက်သွေးရောင်ညီညိုရောင်ခရမ်းရောင်စသောအရာရင်းရင်တွေကိုဝတ်ဆင်ပြီးတော့မိမိတို့လိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်လို့ကောင်းပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင် သုံးခဏရှောက်ခဏနှစ်ခဏလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်စေပါတယ်အဆောင်ပြုလုပ်လိုပါကမိတ်ဆွေတို့နဲ့အနေနဲ့လောကပါလာနမင်းကြီးယုတ်ထုကိုမိမိရဲ့နေနံတူအသားနဲ့ဘဘူးထုလုပ်ဆောင်ခြင်းကမိတ်ဆွေတို့အတွက်ကံအားဆန်းအားတက်စီပါတယ်ခမရလောကပါလာယုတ်ထုလေးတွေကိုနေနံအသားနဲ့ဘဘူးထုလုပ်ပြီးတော့ထုလုပ်ပြီးတော့ဆောင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံအားဆန်းအားတက်ပါတယ်ဥပမာ လောကပါလာနတ်ယုတ်ကိုဂျာစာပရိသားဆိုမကြီးသားတို့ပေါက်သားတို့နဲ့ထုလုပ်ပြီးတော့ဆောင်းရင်ကံအားစံအားကတ်စီတော့လာဖြစ်ပါတယ်ဒီလအတွင်းမှာအကျိုးပေးသောနေသားအနေနဲ့တောက်ကြသာသမီတနင်းလာသာသမီတို့မဟုတ်အရေးကြီးသောကိစ္စတွေကို တောက်ကြရဲ့တနင်းလာရက်ဒီမှာတွဲဖက်လှုပ်ဆောင်ရင်ပုံမူအပြုကံကောင်းစီပါတယ်မလာပိုင်းအတွင်းမှာအိမ်ဆောက်ပနတ်ရရေရွှန်းတူးလို့တဲ့မိတ်ဆွေများဖို့ငါလာပိုင်းအင်္ဂလိပ်လိုပဲပြောပါမယ် 12ရက်18ရက်28ရက်နေ့ဒီမှာပြုလုပ်ဆောင်ရွက်ရင်ကောင်းမှာပါလေခင်ဗျာရှင်ပြုယဟန်ခံအိမ်တက်မင်္ဂလာပြုလုပ်လူသူများအနေနဲ့ငါးလပိုင်း17ရက်18ရက်22ရက်နေ့ဒီဟာမိတ်ဆွေတို့အတွက်ကောင်းမွန်စေပါတယ်အိမ်တော်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုလုပ်လူသောမိတ်ဆွေများအခုကတော့ငါးလပိုင်းအတွင်းမှာပဲ17ရက်19ရက်28ရက်နေ့ဒီကိုပြုလုပ်လို့ရပါတယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စများကိုအဲ ဘဝအတွက်အထောက်အကူဖြစ်စေတဲ့ကိစ္စများကို ကောင်းတဲ့ဘက်မှာဆောင်ရွက်ဆုံးဖြတ်တိုးတက်စင်ရအတွက်ဆိုရင်တော့ဖြင့်ဒီ9လပိုင်းအတွင်းမှာ9ရက်18ရက်20ရက်နေ့တွေကိုအဲမိတ်ဆွေတို့အနေနဲ့ဟိုကောင်းမွန်သောရက်ကလေးအဖြစ်ရွေးချယ်ပြီးတော့စတင်လှုပ်ဆောင်ရင် ကောင်းမွန်တိုးတက်စေသောလဖြစ်ပါတယ်အဋိဌံပြုလုပ်လို့သောဆရာရဲ့မိတ်ဆွေများအဖို့ကတော့မိမိအနေနဲ့မိမိရဲ့တက်စီအလိုက် မဟာသမယတုတ်ကိုအဋိဌံဝင်ပြီးဈေးလိုပါတယ် အတက်က20ရ20ဆိုရင်ဥပမာအားဖြင့်အတက်က20ဆိုရင်မဟာသမယတုတ်ကိုရက်20တိတိအဋိဌံပြုပေးကိုဆိုလိုခြင်းဖြစ်ပါလေခမညာဆရာငယ်အနေနဲ့ငားလာပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါလေခမညာငားလာပိုင်းအတွင်းမှာဆရာငယ်မိတ်ဆွေကိုစကားလက်ဆောင်ပေးရရင်မိတ်ဆွေများခမညာတင့်ကိုတင်ကန်ဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင် စိတ်တိုင်းကြ စိုးဝင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံစိုးမှုတွေကြုံလာတဲ့အခါမှာစိတ်တန်းကြပေးဆိုးလိုက်ပါသင်သိထားရမှာကအစိုးတွေကုန်တဲ့အခါအကောင်းတွေဟာအမြဲတမ်းရောက်ရှိလာမယ်ဆိုတာလောကတရားပါပဲဖြစ်တယ်ခင်ဗျာเนาะဆိုတော့ဆရာပြန်ပြောပြပါမယ်မိတ်ဆွေတို့အတွက်ငါးလပိုင်းအတွက်စကားလက်ဆောင်ပေးရရင်မိတ်ဆွေများခင်ဗျာတင့်ကိုတင်ကန်ဆိုးနေပြီလို့ ထင်ပါသလားဒါဆိုရင်စိတ်မညစ်ပါနဲ့စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါတင်းသိထားမှာအစိုးတွေကုန်တဲ့အခါမှာအကောင်းတွေဆိုတာရောက်ရှိလာမှာလောကနီးရာမှာတရားပါပဲအစိုးတွေကိုကြောက်နေရင်အကြောက်တရားတွေဟာမိမိရဲ့ဘေးနားမှာပဲရစ်တည်နေ ਉ မှာဖြစ်တဲ့အတွက်အစိုးတွေကိုမကြောက်တဲ့အခါအကြောက်တရားတွေအစိုးတွေကမိမိနာနေပြီးတော့နေရမှာကြောက်သွားပါလိမ့်မယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ဒါကတော့ဇန်ငယ်မိတ်ဆွေတွေအတွက်ငားလာပိုင်းအတွက်စကားလက်ဆောင်ဖြစ်ပါတယ်ဤကငားလာပိုင်းအတွက်ဟောစရံ PE